လဲသားသမီးတွေအတွက်တဲ့ကြလာတဲ့ဒေတော်နမိကတဲ့ဓာနမိဖြစ်ပါတယ်ဓာနမိပါတဲ့ဓာခုနှစ်ချောင်းဆိုတဲ့နမိကြပါနော်ဒီနမိတဲမှာဆိုရင်ဓာခုနှစ်ချောင်းလူတစ်ယောက်ကဓာတွေကိုတန်းပြီးတော့ထွက်ပြေးတဲ့နမိပါပဲအဲဓာငါးချောင်းတန်းလာတယ်သူကရှေ့ကိုတော့ပြေးတာပါနော်ဒါပေမဲ့အကောင်ကနောက်ကိုလှည့်ကြည့်နေတဲ့နမိဖြစ်ပါတယ်အဲ့တော့နပြေးတယ်ဆိုတဲ့နမိတ်ပါပြေးတာတော့မကောင်းပါဘူးเนาะတိတ်တဆိတ်ထွက်ပြေးတယ်တဲ့ ဒီနိမိတ်ထဲမှာအကောက်ကြံခံရတတ်တယ်တဲ့လျှောဝဲစွာအကောက်ကြံခံရတတ်တယ်တဲ့ဆိုတော့စနေသားသမီးတွေတွေဒီကလာမှာရှစ်တူဟာရှစ်တူတော့ရှစ်တူတော့မလို့လို့ ਨੇ နောက်ပြန်ပြီးတော့လှည့်ကြည့်မိနေတတ်တဲ့အချိန်ကာလမျိုးဖြစ်နေတတ်ပါလားအကောင်လာမကောင်လာဆိုရင်တော့နမိတ်ကတော့နည်းနည်းလေးညံ့ပါတယ်။ရှေ့ကိုခရီးမရဘူးပေါ့။ရှေ့ကအဓိကလှုပ်ချင်တာတွေရွေချက်တွေလည်းရှိတယ် ဒီမှန်ချက်တွေလည်းရှိတယ်။သွားကျင်တဲ့ကိစ္စတွေလည်းရှိတယ်။တက်ပြီးတော့တိုးချက်ပြီးတော့လောက်ကန်ကျင်တဲ့ကိစ္စတွေလည်းရှိတယ်။ဒါပေမဲ့အဲ့ဒီကိစ္စတွေကိုခရီးမရောက်နိုင်။ဒါကြောင့်မရောက်နိုင်တာလဲဆိုတော့ပြီးခဲ့တဲ့ကာလတွေပြီးခဲ့တဲ့အတိတ်ကာလတွေတုန်းကပြုလုပ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့လုပ်နေရတာပေါ့ဗျာ။လုပ်နေရတဲ့အခါကျတော့ခရီးမရောက်ဘူးပေါ့။ဆောက်လို့ရေးစကားနဲ့ပြောမှဆိုရင်အိန္ဒိယဆောက်တယ်။အိန္ဒိယဆောက်တဲ့အခါကျတော့အစ်စ်လုပ်ငန်းအစ်စ်အစ်စ်တွေ မလုပ်အောင်ပြီးခဲ့တဲ့ဟို နေ့တွေကလာတော့မသိမသန့်နဲ့လုပ်ခဲ့တဲ့အရာတွေကိုပြန်ပြင်နေရတာပေါ့ပြန်ပြင်နေရတဲ့အခါကျတော့နောက်လုပ်ရမယ့်အရာတွေနှောင့်နှေးနေတာပေါ့အဲ့တော့တဝဲလည်းလည်းဖြစ်နေတယ်ဆိုတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ပစ္စုပန်အတိတ်အနာဂတ်ကာလသုံးပါးထဲမှာအနာဂတ်ကိုဟိုတွားဖို့အတွက်နော်ဒီမှာခြေတိုင်လို့ဖြစ်နေတာပေါ့အဲ့တော့ဇီဝရေးနဲ့ပတ်သက်ပြီးတော့စနေသားသမီးတွေအလောက်အကိုင်းနေတဲ့ပတ်သက်ရင်နော်နည်းနည်းအကက်ကဲလေးတွေကြုံတတ်တယ် ဒါအတိတ်ကာလမှာပြုခဲ့တဲ့ငွေကြေးအခက်အခဲတွေလုပ်ငန်းအခက်အခဲတွေရင်းနှီးမြှုပ်နှံမှုအခက်အခဲတွေပေါင်းသင်းဆက်ဆံရေးအခက်အခဲတွေအဖက်ဖက်ကနေပြီးတော့အခက်အခဲတွေအခုအခက်အခဲမဟုတ်ဗျာအတိတ်ကအတိတ်အတိတ်ကာလတုန်းကအခက်အခဲတွေအဲ့ဒီအခက်အခဲတွေကြောင့်အစိမ့်ညစ်စရာလေးမျိုးကြောင်းရတယ်နံပါတ်1ကဂရိသစ္စာပြည့်ဝမှုတွေခံရတတ်ပါတယ်အဲ့လိုမျိုးနဲ့ပတ်သက်တဲ့ကံနာတွေသတိထားပါဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံနာတွေသတိထားပါ အဖေကနေပြီးတော့ကိုယ်လွယ်လွယ်ကူကူနဲ့ဂရိတွေပေးပြီးတော့လွယ်လွယ်ကူကူနဲ့ဂရိတွေပြည့်ရွေးမှုတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒီကလမှာအကောင်းဆုံးကစနေသားသမီးတွေအတွက်အကြံဉာဏ်ပေးချင်တာကတော့ဘယ်သူမှတွဲမလုပ်ပါနဲ့တဲ့တွဲလုပ်လို့ချင်းအဆင်မပြေဖြစ်တတ်တယ်။အဲတော့ဆက်လူလည်းမလုံးနဲ့ဆရာလည်းမလုံးနဲ့ပူတွဲပေါင်းဆက်လည်းမလုံးနဲ့ ဟာဒီလိုကတော့ကိုကအရင်ယုံကြည်ရတာပဲဆိုပြီးတော့ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကိုတဲ့ဖွင့်မပြောပါနဲ့တဲ့ကိုယ့်ရဲ့အနှစ်နဲ့အလားလားကာလကြာကြီးဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေပေါ်ပေါက်တော်တတ်ပါနဲ့လျှို့ဝှက်တဲ့ကိစ္စကိုလျှို့ဝှက်တာပဲကောင်းပါနော်နော်ဒီကလာမှာစနေသားသမီးတွေရဲ့ကံငန်းထဲမှာနည်းနည်းလေးညံ့ပါလေအဲ့ဒီကံကတာနည်းနည်းညံ့တဲ့ကံတော့ဘာအခက်အခဲရှိလဲဆိုတော့ကိုကသူများအတွေ့နည်းနည်းနာခံရတယ်သူများအတွေ့ပေးဆပ်ရတယ်သူများကိစ္စတွေကြောင့်ပဲ ဆုံးရှုံးနင်းမြုပ်မှုတွေကြုံရတတ်ပါတယ်လောဘောဂိုင်းဘက်နဲ့လည်းပဲဆက်ဆံရေးမပြေမလဲဖြစ်တတ်တယ်ကိုယ့်ရဲ့လောဘောဂိုင်းဘက်တွေကိုယ့်ရဲ့လက်အောင်ငင်သားတွေဟာကိုယ်မုန်းနာမျိုးတွေကြုံတတ်ပါတယ်လျှို့ဝဲရန်သူတွေပါလေပေါ်ပေါက်တတ်တဲ့ချင်းကလာမျိုးဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်လက်ရှိစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားလို့ တွေ့ဝင်နေတဲ့ကိစ္စတွေမကြကနာကြောင့်ရတတ်တယ်။လှုပ်တယ်မလှုပ်တယ်ကိစ္စတွေလည်းပဲမနေ့ချိန်ချနေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့နမိတ်တိုင်းဆိုရင်တော့ဇွတ်တရုံမလှုပ်ပါနဲ့နံပါတ်၁ကနော်။နံပါတ်၂ကတော့စဉ်းစားပြီးတော့ချိန်ချိန်ပြီးတော့လှုပ်တင်ပါ။ဒါတော့ကိုယ့်အတွက်ကောင်းမွန်တဲ့ကြံဉာဏ်လေးပေးနိုင်တဲ့မိတ်ဆွေကောင်းတို့အပေါင်းအသင်းကောင်းတို့တငယ်ချင်းကောင်းတို့ဆွေမျိုးသားချင်းတွေနဲ့တိုင်ပင်ပြီးတော့လှုပ်တင်ပါလား ။ဒါတို့ကဂရီကိုလွယ်လွယ်မပေးသင့်ပါဘူးနော်။စနေသားသမီးတွေကဂရီပေးမလွယ်သင့်ဘူးလို့နားလဲပါ။ဒီကလာမှာဘာကိစ္စပဲဖြစ်ဖြစ်ပေါ့နော်။ဘသူနဲ့ပဲဖြစ်ဖြစ်တတ်နိုင်သလားဂရီပေးမလွယ်သင့်ဘူး။နံပါတ်2အချက်ကတော့ကိုယ်လျှို့ဝှက်ချက်လျှို့ဝှက်အပ်တဲ့ကိစ္စတွေကိုလျှို့ဝှက်တင်တယ်။ကွာလျောဝဲချက်လို့သတ်မှတ်ထားတဲ့ကိစ္စတွေကိုဒီလိုကယုံကြည်ရတယ်ဆိုပြီးတော့တိုင်ပင်ဆွေးနွေးတာမျိုးတွေမပြုတ်လို့တင်ဘူးအဲ့ဒါလေးတွေသတိထားဖို့လိုအပ်တယ် နောက်စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာဟိုကလည်းမပြည့်ပြတ်ဒီကလည်းမပြည့်ပြတ်ဟိုကိစ္စလည်းတွတ်လို့တန်လန်းဒီကိစ္စလည်းတွတ်လို့တန်လန်းဖြစ်တတ်တယ်အဲ့ဒါလေးတွေတော့သတိထားဖို့လိုတယ်အဓိကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော်တော်လေးစိတ်ညစ်ရတတ်ပါတယ်ရရရှိတဲ့ငွေတွေမရဖြစ်တတ်တယ်ပေးစရာမရှိတဲ့ငွေတွေလည်းတွတ်လို့တန်လန်းလေးတွေကြုံရတတ်တယ်အဲ့တော့ဘက်ကနေစိတ်ညစ်စရာလေးတွေကြုံပြီးတော့စိတ်မောလူမောကြုံရတတ်တဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူးတက်နေတော့ဘာသာရေးတွေလှုပ်တာဖရာတရားလှုပ်တာအဋ္ဌဌံလှုပ်တာပရိသတ်ဒါအရာမျိုးလေးတော့ဆောင်ရက်တင်ပါဒီကလာမှာစနေသားသမီးတွေအကျိုးပေးတဲ့အကြောင်းဆိုရင်တော့အဝါရောင်ဖြစ်ပါတယ်အဝါရောင်အကျိုးပေးပါတယ်နော်ခုနှစ်ကနန်းကတော့စနေသားသမီးတွေအကျိုးပေးတဲ့ lucky number ဖြစ်ပါတယ်နောက်ဖရာဆောင်နှန်းနေမှာဝယ်လို့ရပါတယ်ကြက်ရှာအလံလေးတွေပေါ့နော်ကြက်ရှာအလံလေးတွေ အဲကြကြအလံလေးတွေမှာကိုဖြစ်ချင်တာလေးတွေစူတောင်းတာရေးပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလူထမ်းပေးပါ စနေသားသမီးတွေကြုံတွေ့ရတယ်မကောင်းတဲ့ကံတာတာအညာအခက်တွေကင်း